မင်္ဂလာပါရှင်ဓမ္မတုတ္တပိုင်းချဖြူ plot လေးရနေမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ကျမဒီနေ့အဲတရားတော်ကို summarize လုပ်ပေးမယ်ရွေးချယ်ထားတဲ့တရားကတော့ဗုဒ္ဓသမီးတော်များရဲ့ယဉ်တွင်းစကားတရားဒေသနာတော်များပဲဖြစ်ပါတယ်ရှင်ကျမရွေးချယ်ရတဲ့ရွေးချက်ကတော့ဗုဒ္ဓသမီးတော်ရဲ့အကြောင်းပေါ့နော်ထေရီမကြီးရဲ့အကြောင်းကို တရားတွေနားတဲ့အခါမှာတပိုင်းတပိုင်းစီပဲနားဘူးကြလိမ့်မယ်ဒေါက်တာများများတစုတစည်းတဲ့မနာဖြစ်ဘူးလို့ယူဆတာတကြောင်ပေါ့နော်ကျမတို့ကိုယ်တိုင်လည်းအမျိုးသမီးတွေဖြစ်တယ်အဲတော့ကျမတို့အမျိုးသမီးတွေကသာသနာပေါင်းတဲ့ကိုဘလို့ဝင်ရောက်တယ်ဘလို့ထုံးတောက်တယ်ဘလို့တော်တယ်ဘလို့ထမြက်တယ်ယဟနာမကြီးတွေပေါ်ခဲ့လဲဆိုရဲအကြောင်းကိုလည်းတစုတစည်းတည်းတင်ပြကြနာကြောင်းရောထေရီမကြီးတွေကိုကျမကိုယ်တိုင်လည်းအယံကိုအားအားကြအတူယူလို့ အဲကျမတို့ဒီဒီတရားတွေကိုနားထောင်ပြီးတော့အားကြအတူယူသူတွေလည်းဟိုကျိုးဒီထိန်မာကြီးတွေစ조사အားထုတ်ခဲ့တယ်လို့အားထုတ်ခွင့်ရအောင်ရည်ရွယ်ပြီးတော့ဒီတရားလေးနဲ့ကျမစာပြီး blog လေးရိုက်ချင်ပါတယ်ရှင်တရားတော်တွေကိုတော့အာပါမခကျုပ်ဆရာတော်ဖရာကြီးဟောကြားခဲ့တာဖြစ်ပါတယ်ဆရာတော်ဖရာကြီးကဒီမာကြီးတွေရဲ့ရင်တွင်းစကားတရားဒေသနာတော့ဆိုပြီးတော့တရားအပိုက်အပုတ်ပေါင်း55ပုတ် တဆက်သေးပေါ့နော်ဟောကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီတရား55ပိုင်းမှာအာထေရီမာကြီးပေါင်း83ပါးရဲ့ရင်တွင်းစကားတွေကိုဆရာတော်ကြီးက ဟောပြခဲ့ဟောဟောကြားပေးခဲ့တာဖြစ်ပါတယ်ရှင်ဒီထဲမှာ အတူယူပွဲလေးစားပွဲလိုက်နာပွဲမှတ်သားပွဲတွေအများကြီးပါဝင်ပါတယ်ရှင်အဲ့တော့အော်ဒီနေ့အဲ့ဒီထေရီမာကြီးတွေတရားတပါးချင်းစီအားပေါ့နော်ဘယ်လိုစကားလေးတွေကိုပြောခဲ့တယ်အာဘယ်လိုမျိုးတရားတွေကိုကျင့်ကြံအားထုတ်သွားကြတယ်အဲသူတို့ဘယ်လိုနိဗ္ဗာန်ကိုဝင်သွားကြတယ်ဆိုရဲအကြောင်းမျိုးမပြောခင်မှာကျမတို့အမျိုးသမီးတွေသာသနာပေါင်းကိုဘယ်လိုမျိုးရောက်ရှိလာတယ် ဘယ်လိုမျိုးစ조사အထုတ်ခဲ့ကြရတယ်ဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ရှင်။ဒီတရားတော်လေးကိုစတင်မွေးမျှခင်မှာတရားတော်များရဲ့ပိုင်းရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့ယခုဗုဒ္ဓသမီးတော်များရဲ့ရင်တွင်စကားတရားဒေသနာတော်တရားတော်များကိုဟောကြားပြီးတော်မူတဲ့ပါမောက္ခကျုပ်ဆရာတော်ဘုရားကြီးကိုဥထိပ်ပန်းစဉ်ရှိခိုးကြတော်ပါရဲ့ဗျာ။သာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ သာသနာတော်ဘောနော်အမျိုးသားတွေကကြတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးစတင် ပွင့်ပြီးတော့ပေါ်ထွန်းခဲ့တဲ့အချိန်အားစလို့သာသနာပါအောင်ဝင်ခွင့်ရတယ်ဘောနော်အားလုံးကလည်းတည်ပြီးသားဖြစ်မှာပါပြန်ဆောက်ဝဲခင်ငါးပါးထဲမှာ အရှင်ဂွန်တင်ညာနဲ့စပြီးတော့ယဟန်နာကြီးဖြစ်သွားတာပေါ့နော်အဲ့လိုနဲ့အနတ္တလက္ခဏာတုပ်ပြီးမှဒီပင်စဝေကေ၅ပါးလုံးကယဟန်နာဖြစ်တယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမျက်စည်းပွင့်တော်မူတဲ့နေရာနဲ့စပြီးအနတ္တလက္ခဏာတုပ်ဟောတော်မူတဲ့အချိန်အတွင်းမှာပဲယဟန်နေအေဟိဘိက္ခုလို့ခေါ်လိုက်တာနဲ့ယဟန်နာကြီး၅ပါးပေါ့နော်ယဟန်၅ပါးပေါ်ပေါက်ခဲ့ဒါကတော့ ဒီသာသနာရဲ့အစတန်ခါတော်ရဲ့အစပေါ့နော်ကျမတို့အမျိုးသမီးတွေကြတော့သာသနာဘောင်ထဲကိုဘယ်လိုဝင်ခွင့်ရခဲ့လဲဆိုတာကြတော့အာဟိုအဲ့ဒီအကြောင်းအရာကိုသိတဲ့လူကအနည်းငယ်ရှားပါမယ်လို့ယူဆပါတယ်နော်တော်တော်များများတော့သိကြလိမ့်မယ်လေးလာတဲ့လူတွေကတော့ဒါပေမဲ့အများစုသိကြတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ကျမတို့အမျိုးသမီးတွေသာသနာဘောင်ကိုဘယ်လိုစတင်ဝင်ရောက်ခွင့်ရလဲဆိုတာဆိုတာဖျာရှင်ကိုရောမြကြီးရဲ့တတ်တော်၄၀ ဝါရုံ9ဝါလောက်မှစပြီးတော့ကျမတို့အမျိုးသမီးတွေကသာသနာ့ဘောင်လေးကိုစတင်ဝင်ရောက်ခွင့်ရပါတယ်ဒီသာသနာ့ဘောင်နဲ့အမျိုးသမီးတွေလို့ပြောလိုက်တာနဲ့သာသနာ့ဘောင်နဲ့စတင်ဝင်ရောက်ခွင့်ရတယ်လို့ပြောလိုက်တာနဲ့မိရွေးတော်ခေါရမီကိုတော့လုံးဝမေ့ထားလို့မရပါဘူးရှင်။ ဲ့တော့မီရီရော့ဂေါရမီအကြောင်းလေးကိုအရင်ဆုံးကျွန်မအနေငယ်ပြောပြလိုပါတယ်မီရီရော့ဂေါရမီဆိုတာကမေရောမာယာရဲ့ညမပေါ့နော်ဟောဒီမှာအဲ့ဒီခေတ်ကမီတွေးဆိုတဲ့အတုံးနှုံးကအမေရဲ့ညီမလို့ခေါ်တာပေါ့နော်ကျွန်မတို့ဒီခေတ်မှာလို့အဖေရဲ့နောင်မိန်မလို့ရည်ညွှန်းတာမဟုတ်ပါဘူးအမေရဲ့ညမလို့ရည်ညွှန်းတာဖြစ်ပါတယ်ရှင်အဲ့တော့မီရီတော်ခေါ်ရမီရဲ့အမေကမဟာပဇာပတိ မျိုးနွယ်ကဂေါရမီမျိုးနွယ်ဖြစ်ပါတယ်ရှင်။အဲ့တော့ဒီမဟာပဇာပတိဂေါရမီမြေရီတော်ဂေါရမီကမြတ်စွာဘုရားရှင်ကိုရောမြကြီးရဲ့တာသနာမှာပထမဆုံးဘိက္ခုနီဝေခွင့်ရတဲ့အမျိုးသမီးဖြစ်ပါတယ်ရှင်။မဟာပဇာပတိဂေါရမီရဲ့အကြောင်းကိုမှတ်တမ်းတင်ထားတဲ့စံစာတစ်ခုရှိပါတယ်။အဲ့ဒီစံစာထဲမှာဒီစပီဘိက္ခုနီဝေခွင့်ရတဲ့အချိန်ကနေစပြီးတော့ယန္နာမကြီးဖြစ်အမ်အမ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့အချိန်ပေါ့နော်။ဘရိနိဗ္ဗာန်ပြုတဲ့အချိန်အထိအေး ဒီမဟာပဇာပတိဂေါရမီကိုရိုင်းပြောခဲ့တဲ့စကားလေးတွေကိုမှတ်တမ်းတင်ထားတဲ့ကျမ်းစာတစ်ခုရှိပါတယ်။အဲ့ဒီကျမ်းစာထဲမှာဂါထာပေါင်း192ပုဒ်နဲ့ဒီအကြောင်းအရာလေးတွေကိုရှင်းပြထားတာပေါ့နော်။အဲ့ဒီအကြောင်းလေးကိုလည်းကျမအကြောင်းတိုက်ဆိုင်တဲ့အချိန်မှာတင်ပြပေးပါမယ်ရှင်။အဲ့တော့အဲ့တော့မဟာပဇာပတိဂေါရမီရဲ့အကြောင်းလေးကိုဆက်ပြောလိုက်အောင်ပေါ့နော်။အေမေရောမာယာကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတတ်တော်90မှာငွေငွေတယ်ပေါ့နော်ငွေဖွာတန်းစင်တယ် ဲ့တော့ဟိုစာရီထဲမှာတိတိကျကျပြောထားတာမျိုးမရှိပေမဲ့မီရွေအဲ့အချိန်မှာ မေရောမေရောမာယာတက်တော်90ဖြစ်တဲ့အချိန်မှာမီရွေတော်ကောရမီကအသက်48နှစ်လောက်ရှိမယ်လို့ဗမာခကျိုးစီရတော့အစီအရတော့မန်းစားတယ်ပေါ့နော်။ဘာလို့ညီမနှစ်ယောက်ကိုအဲ့ဒီအချိန်မှာမာယာကမြတ်စွာဘုရားရှင်ကရောမြတ်ကြီးကိုမွေးပေးတာနဲ့အဲဆုံးသွားတယ်ပေါ့နော်။အဲ့ဒီအချိန်မှာဒီမီရွေတော်ကောရမီကအဲတကယ်တော့အဲမိရွေးတော်ဂေါရမီမှာနန္ဒမင်းသားဆိုရဲသားလေးရှိတယ် အဲ့ဒီသားလေးကိုကျတော့ note ထိနေထားပြီးတော့ဟိုဒီ mirror တော့ economy ကြီးကမျက်စောဖြာရှင်ကရောမျက်စိကိုသူ note တိုက်ပြီးတော့မျက်စောဖြာရှင်ကရောမျက်စိကိုမှုခဲ့တာပေါ့နော်စောက်ရှောက်ခဲ့တာပေါ့နော်အဲ့ဒီအချိန်အားစလို့အဲ့တော့ဒီဘိက္ခုနီသာသနာစတင်ပေါ်ပေါက်တဲ့အချိန်မှာမိရွေးတော်ဂေါရမီကြီးရဲ့တတ်တော်က88နှစ်လောက်ရှိပြီပေါ့နော်ဖခင်အဲ့အချိန်မှာဟိုဝါတတ်တော်၄၀ မိရတော်ကောရမီရဲ့တတ်တော်က88နှစ်လောက်ရှိပြီပေါ့နော်အဲ့ဒီအချိန်မှာစပြီးတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးကိုဒီဘိက္ခုနီဝိခွင့်တောင်းတာပေါ့နောင်ဖြစ်တဲ့အဖြစ်ကလည်းမြတ်စွာဘုရားရှင်ကတော့မြတ်ကြီးရဲ့ဖခမဲတော် သုတော်ဒနာမင်းကြီးကဒီကပိလဝတ်ပြည်ပေါ့နော်တော်မှာပဲလူဝိနဲ့ရဟန္တာကြီးဖြစ်သွားပြီးတော့ပြိနိဗ္ဗာန်ပြုတယ်ပေါ့နော် အဲ့ဒီအဲ့ဒီလိုတည်တဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဝေတာလီမာသတင်းတုံးနေတာပေါ့ဝေတာလီမာသတင်းတုံးနေရနေပြီးတော့ဒီကပိလဝတ်ကိုဒီဖခမဲတော်ရဲ့ဇာပနာကိုကြွတာပေါ့နော်ကြွတဲ့အချိန်ကျတော့ဒီမိရွေးတော်ဂေါရမီကနန်းတွင်းထဲမှာတတော်ကြီးကလည်းအဲဖျားဖြစ်သွားပြီးအဲခင်မွန်းကလည်းရဟန္တာကြီးဖြစ်ပြီးတော့ဘရိနိဗန်ပြူသွားပြီးဆိုရင်ထဲမှာဒီမေတော်ကြီးကတယောက်တည်းဟို ပင်မန်းနေပေါ့နော်ပြင်းနေပေါ့အဲ့ဒီခါကျတော့သူကယဟန်ဝှချင်းစိတ်ပောက်တယ်ပေါ့နော်အဲအဲ့ဒီမယ်ရိုကြီးနဲ့အတူတူဟိုတာဂီဝင်မင်းသမီး900မြတ်စွာဘုရားရှင်ခရိုမကြီးရဲ့သာသနာနောက်ကိုလိုက်သွားတဲ့တာဂီဝင်မင်းသားတွေ အဲဒီအမျိုးတွေအများကြီးရှိတာဗောလေသူတို့ရဲ့ဇနီးမယားတွေတာဂီဝင်းမင်းသမီး900သမီးသားသမီးတွေဗောနော်သူတို့သူတို့ကလည်းမိရွေးတော်ဂေါရမီနဲ့အတူတူဒီဘိက္ခုဘိက္ခုနီဝစ်ချင်တာဗောလေဝစ်ချင်တဲ့ခါကျတော့မြတ်စွာဘုရားကြွားလာတဲ့ချိန်မှာမိရွေးတော်ဂေါရမီကမြတ်စွာဘုရားကိုဘိက္ခုနီဝင်ခွင့်ပြုပါလို့ခွင့်တောင်းတယ်ပထမတစ်ချိန်ခွင့်တောင်းတယ်ဘုရားကညင်းတယ်ဒုတိယတစ်ချိန်ခွင့်တောင်းတယ်ဘုရားကညင်းတယ် တတရတစဉ်ခွင်တောင်းပြန်တော့လေဖះညင်းတယ်ညင်းပြီးတဲ့အပြင်ကိုဖះကတခါတယ်ကပိလဝတ်ကနေဝေသားလီကိုပြန်ကြွသွားတယ်အဲ့ချိန်မှာဒီမိတွေတော်ခေါ်ရမိတို့ကစိတ်ထဲမှာအတော့စိတ်မကောင်းလည်းဖြစ်ပြီးစိတ်ပင်ပန်းတာပေါ့လေဒါပေမဲ့ဇွဲတော့မလျှော်ဘူးပေါ့ဇွဲမလျှော်ဘဲနဲ့ဖះကကပိလဝတ်ကိုပြကြွသွားတယ်ဆိုတော့မိတွေတော်ခေါ်ရမိတို့ကကိုယ့်ရဲ့စပင်ကိုကိုယ်ရိတ် ဒေတာကြီးဝင်မင်းသမီး900နဲ့မီရိုကရမီယာကိုရဲ့စပင်းကိုရိတ်ပြီးရင်နန်းဝင်နန်းစားတွေကိုချုပ်ပြီးတော့ဖန်ရီဆိုတဲ့ဒီယောဂီဝတ်တွေနဲ့ကပိလဝတ်ကနေပြီးတော့မြတ်စွာဘုရားကြာသားတဲ့ဝေဒာလီထီကိုခြေကျင်လိုက်ကြတယ် အဲ့ဒီခရီးကလည်းအမတန်မှဝေးတယ်။အိန္ဒိယဗုဒ္ဓဂ aya ကိုဘုရားဖူးသွားဖူးတဲ့လူတွေဆိုလို့ရှိရင်အိန္ဒိယကိုဘုရားသွားဖူးရတာဘယ်လောက်ကားစီးရတယ်ဆိုတာသိကြတာပေါ့နော်။အဲ့တော့ဒီခရီးကိုမီရွေးတော်ကောရမီနဲ့ဒီဒါကေဝေမင်းသမီး900ခြေပြောင်နဲ့လမ်းလျှောက်ပေးလိုက်တယ်။ အမှန်တော့သူတို့ကမင်းသမီးလေးတွေနန်းတွဲမှာနေတယ်ဆိုတော့နုနုဖက်ဖက်လေးတွေဒီလန်ခရင်ချမ်းကိုခြေပြောင်းနဲ့လျှောက်တာဆိုတော့ခြေထောက်တွေလည်းပေါက်ပြဲအတော်လေးကိုပင်ပန်းဆင်းရတာပေါ့နော်အဲအဲ့ဒါနဲ့ပင်ပန်းပင်ပန်းဆင်းရခံပြီးတော့ကိုဒီဆွဲကောင်းကောင်းနဲ့ဖះနောက်ကိုလိုက်သွားကြတာပေါ့နော်ရနာကို လိုက်သွားတဲ့အချိန်မှာဝေသာလီပြီကိုရောက်တယ်ပေါ့နော်ဝေသာလီပြီကိုရောက်တော့မဟာဝတ္တတော်အုပ်ကုကာကနကကျောင်း ကျမမှတ်သားတာမားကောင်းမှာပါလိမ့်မယ်မားရင်လည်းအဲတိခံပေးကြပါဗောနော်ဒါကျမမှတ်သားမိတလောက်လေး sharing လုပ်ပေးတာပါအဲ့ဒီအကြောင်းရဲ့ gate ပေါက်ကိုရောက်တဲ့အခါကျတော့လက်ဆော့ဖျားရှင်ကရမကြီးကအဲ့ဒီအကြောင်းမှာတရင်သုံးတာ哦အဲ့ဒီအကြောင်းရဲ့ gate ပေါက်ကိုရောက်တဲ့အခါကျတော့ပင်ပင်ပန်းပန်းအထဲကိုလည်းမဝင်ရဲဘူးဖះနာဖះရှိတဲ့နေအောင်လည်းမဝင်ရဲပဲနဲ့။ចောင်းခေဝါမှာမိရွှေတော်ဂေါရမီနဲ့တာသမီးတာတာကြီးဝင်မင်းသမီး900 ပမ်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 းနဲ့ထိုင်နေကြတယ်အဲ့ဒီမှာကြောင်းထဲကနေရှင်အာနနာကိုရောမျက်ကြီးကလှမ်းကြည့်လိုက်တော့အဲ့ဘသူတွေလဲပေါ့ပမ်ပမ်ပမ်းနဲ့ဟိုနွန်းနွန်းပပနဲ့ရောက်နေကြတာဆိုပြီးတော့လှမ်းကြည့်ပြီးတကယ်လဲသွားကြည့်လိုက်ရောမိသွေးတော်ဂေါရမီဖြစ်နေမိရောဂေါရမီနဲ့တာခင်ဝင်မင်းသမီးမြင်မြင်ချင်းမှာရှင်အာနနာဟဲ့တပိလိုဝဲပြည့်ကြီးများဘာဖြစ်တယ်လဲဆိုပြီးတော့ထိတ်လန့်သွားတယ်ပြီးတော့ဒီမိရွေးတော်ဂေါရမီကို မေးတာပေါ့နော်ဘာဖြစ်လို့ ဟိုဒီလိုမျိုးရောက်လာတာလဲဘာဖြစ်လို့လဲဆိုတော့မြေရတော်ကော်ဒမီယာရှောက်တယ်အာဖေရမြတ်စွာဘုရားရှင်ကော်ဒမီကြီးကဒီဘိက္ခုနေဝိခွင့်မပြုလို့ပေါ့အဲ့ဒါလာရောက်ခွင့်တောင်းတာဆိုတော့အဲ့ဒီမှာရှင်အာနန္ဒကိုရောမြတ်ကြီးကအယံကိုသနာသွားတယ်ဟိုဒီမြေရတော်ကော်ဒမီနဲ့တာဂေဝင်မင်းသမီးတွေကိုပေါ့နော်အဲ့တော့ကျမတို့အမျိုးသမီးတွေဘိက္ခုနေဝိခွင့်ရဖို့အတွက် အဲဒုတိယဒုတိယလူတော်ပြောလို့မရဘူးဗောနော်အရေးအကြီးဆုံးဂျေစုအရှိဆုံးပုဂ္ဂိုလ်အမျိုးသမီးတွေသာသနာ့ဘောင်နဲ့ဝင်ခွင့်ရဖို့နဲ့စ조사အထောက်ခွင့်ရဖို့ဂျေစုအရှိဆုံးပုဂ္ဂိုလ်ကကျမတို့ရှင်အာနန္ဒာလို့ပြောလို့ရတာဗောနော်အဲတော့ရှင်အာနန္ဒကိုရောမြတ်ကြီးရဲ့အဲတနာခယူနာနဲ့ ဟိုစောက်ရှောက်ပေးမှုပေါ့နော်အကျိုးစားအထုတ်ပေးမှုတွေလည်းအများကြီးပါတာပေါ့ပြီးတော့မိရိတော်ခေါ်ရမိပေါ့နော်အဲအဲ့ဒါနဲ့ခုနအကြောင်းလေးကိုဆက်ပြောလိုက်ကြရအောင်အဲ့ဒါနဲ့ရှင်အနန္ဒာအယံတနာသွားတဲ့ခါကျတော့သူဖះကိုသွားလျှောက်ပေးတယ်ရှင်ဖះပေါ့မိရိတော်ခေါ်ရမိတို့ကဘိက္ခုနီဝစ်ချင်းလို့ဟိုအကျောင်းကိုရောက်ဒီအကျောင်းဝမှာရောက်နေပါတယ်ပေါ့အဲ့လိုသွားလျှောက်တဲ့ခေတ်မှာအာဖះဟိုဘိက္ခုနီဝစ်ခွင့်ပြုပါပေါ့နော်ရှင်အနန္ဒာဖះကိုလျှောက်ဖះအဲ့ချိန်မှာပထမတစ်ချိန်ညင်းတယ် ဒုတိယတစ်ကြိမ်လည်းထပ်လျှောက်ပေးတယ်ဖခင်ကဒုတိယတစ်ကြိမ်မှလည်းညင်းပါတယ်ညင်းပယ်တော်မူပါတယ်တတိယတစ်ကြိမ်ထပ်လျှောက်တယ်တတိယတစ်ကြိမ်မှလည်းဖခင်ညင်းပယ်တော်မူပါတယ်ဒါပေမဲ့အရှင်အာနန္ဒာကလည်းဇွဲမလျှော်ပါဘူးအဲ့တော့သူ ဒီတိုင်းဘိတ်ကူနေဝေခွင့်ပြုပါလို့အတန်းမလျှောက်ခွင့်နဲ့တမျိုးလေးပြောင်းလျှောက်ခြင်းကောင်းမလားဆိုပြီးတော့အရှင်ဖေဟာအမျိုးသမီးတွေတာသနာဘာဝင်ပြီးတရားအထုတ်ရင်တရားသူရနိုင်ပါသလားဖေဟာဆိုပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုလျှောက်တယ်။လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအင်းရနိုင်ပါတယ်လို့ရှင်အနန္ဒာကိုပြန်ဖြေတယ်ပေါ့နော်။ပြန်ဖြေတဲ့အချိန်မှာမရှင်အနန္ဒာကအဲ့ဒါဆိုလို့ရှိရင်မိရွေးတော်ဂေါရမီနဲ့တာကေဝင်မင်းသမီးတွေကို ယဟန်ယဟန်ဝတ်ခွင့်ပြုပါဗောနော်ယဟန်ဘိက္ခုနီဝတ်ခွင့်ပြုပါအဲဒီမီရီတော်ဂေါရမီကလည်းမြတ်စွာဘုရားရှင်ကိုတော်မျက်ကြီးပေါ်မှာဟိုဖိအရှင်ဘုရားပေါ်မှာအာအများကြီးကျေးဇူးရှိခဲ့တယ်ဗောဒီအများနဲ့အဆောင်လျှောက်ခဲ့တယ်အဲဒါကြောင့်မို့ခွင့်ပြုပေးတော်မူပါဆိုရှင်အာနန္ဒာကလည်းမြတ်စွာဘုရားရှင်ကိုတော်မျက်ကြီးကိုအတ္တနာခံတယ် အဲ့ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီတစ်ချိန်မှာတော့ဟိုဒီမျိုးသမီးတွေကိုဘိက္ခုနီဝေခွင့်ပြုတယ်ပေါ့နော်ဒါပေမဲ့မျိုးသမီးတွေကိုဘိက္ခုနီဝေခွင့်ပြုတယ်ဆိုပေမဲ့မြည်ရွေးတော်ခေါရမီတပားတည်းကိုအရင်ဆုံးခွင့်ပြုခဲ့တာအဲ့ဒါလည်းရိုးရိုးခွင့်ပြုတာမဟုတ်ဘဲနဲ့အာဘုရားရှင်ကိုရောမြတ်ကြီးချမှတ်တဲ့ဂရုဒန်၈ပါးကိုလိုက်နာနိုင်လို့ရှိရင်ဝေခွင့်ပြုမယ်ဆိုတာမျိုးပြောတယ်။အဲဒီမှာရှင်အာနန္ဒာမြို့တော်ကောရမီစီတစ်ခေါက်ပြန်သွား အာမြတ်စွာဘုရားရှင်ကိုရောမြကြီးအရဒီဂရုတန်ပေါ့နော်စီကန်း၈ချက်ပေါ့နော်မဟာစီကန်း၈ချက်ကိုအာဟိုအမင်းအစီကန်းချက်ချမှတ်တယ်ပေါ့အဲ့ဒါကိုလိုက်နာနိုင်လို့ရှိရင်ဝေခွင့်ပြုမယ်လို့ပြောတော့မိရဲတော်ကောရမီကဘလို့ပြန်ပြောလဲဆိုတော့အရှင်ဖရာတဲ့အမတန်လှပတဲ့ပန်းလေးတပွင့်ကိုလက်ဆောင်အဖြစ်ပေးလို့ရှိရင်တပည့်တော်ကမျက်မျက်နှုံးနှုံးပန်းစင်ပါမယ်တဲ့အဲ့လိုမျိုး အဲ့လိုမျိုးပြန်လျှောက်ထားပြီးတော့ဒီဂရုဒန်ရှစ်ချက်ကိုလိုက်နာပါမယ်လို့ပြောလိုက်တဲ့အချိန်ကစပြီးတော့မီရီတော်ဂေါရမီကြီးက ဘိက္ခုနီ ဖြစ်တယ်ပေါ့နော်ဒါပဲအဲ့တော့ဒီမီရဲတော်ဂေါရမီနဲ့အတူတူပါလာတဲ့တာကီဝဲမင်းသမီး900ကတော့ဧကတော်ဥပတံပရာဆိုဆိုတဲ့အတိုင်းပေါ့နော်ယဟန်နေစီမှာတင်ဝင် ပြီးတော့မှဘိက္ခုနီဖြစ်ခွင့်ရတယ်ပေါ့နော်အာကျမဒီမှာသုံးတဲ့ပါဠိစာပေလေးတွေများအလွဲမားလေးတွေရှိရင်ခွင့်လွတ်ပေးကြပါနော်ကျမတရားဟောတဲ့ပုံကိုလည်းမဟုတ်ပါဘူးကျမတည်တဲ့လောက်လေးပြန်လဲမျှဝေတာဖြစ်ပါတယ်မားရွေးနေဆိုရင်လည်းထောက်ပြပေးခြင်းနဲ့ထောက်ပြပေးနိုင်ပါတယ်ရှင်အဲ ဟိုတတ်နိုင်သလောက်အကျိုးရှိမဲ့အဲပါဠိစာပေလေးတွေကိုလည်းကျွန်မထည့်ပြီးတော့ပြောခြင်းလို့ပါကျေးဇူးတင်ပါတယ်ရှင့်အဲ့တော့ဆက်ပြောလိုက်ရအောင်နော်အဲ့တော့ဒီတာကီဝဲမင်းမင်းငါရနဲ့မီရိုရောဂါရမီကအဲ့ဒီအချိန်မှာစပြီးတော့အော်ဘိက္ခုနီဝေခွင့်ရတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဘိက္ခုနီသာသနာအတွက်ခုနပြောခဲ့သလိုပဲယေရှုရှိဆုံးပုဂ္ဂိုလ်ဟာမီရိုရောဂါရမီအရှင်အာနန္ဒာနဲ့ ဒီမျိုးမီးတွေရဲ့ဇွဲလုံးလောက်တွေရာကောင်းမှုပေါ့နော်တကယ်ဥညွတ်အလေးပြုစရာကောင်းတယ်တာကေဝင်းမင်းသမီးတွေဆိုပေမဲ့ကိုကိုကိုမငယ်ပဲနဲ့ ဒီသာသနာပေါင်းနဲ့ဝင်ခွင့်ရအောင်調査အထောက်ခဲ့ကြရတယ်ပေါ့နော်အခုလိုနားထောင်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအမျိုးသမီးတွေကိုဘာဖြစ်လို့သာသနာပေါင်းနဲ့ဝင်ခွင့်မပြုတာလဲဟိုကျမတို့ဒီခေတ်အမျိုးသမီးတွေရဲ့စိတ်ရလဲ strong ဖြစ်တဲ့အခါကျတော့ discrimination လားပေါ့နော်အဲ့လိုမျိုးတွေးစရာရှိတာပေါ့နော်အဲ့လိုမဟုတ်ပါဘူးရှင်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီမျိုးသမီးတွေရဲ့ဟို nature ပေါ့နော်တဘာဝကိုတည်တယ်ဘလို့လဲဆိုတော့မျိုးသမီးတွေကတရာတရားအရင်အားကောင်းတယ် ။တရာတရားရင်အကောက်တဲ့အခါကြလို့ရှိရင်တစ်ခါတလေကြလို့ရှိရင်ပညာရမှာဟိုချို့တယ်နေတတ်တယ်ပေါ့နော်။တရာပဲတရာလွန်ပြီးတော့ပညာဘက်ကိုမတွေးမိတာမျိုးဖြစ်တတ်တယ်။အဲ့တော့ဒီမှာဆိုရင်ဘာမောခါကြောက်ဆရာတော်ဖရာကြီးကဘယ်လိုပြောပြလဲဆိုရင်တရာကိုပညာဆောင်မှလမ်းဖြောင်းမယ်။ပညာကိုတရာဆောင်မှလမ်းဖြောင်းမယ်ဆိုပြီးတော့တရာနဲ့ပညာကို vice versa ပေါ့နော်။အပြန်အလှန်ကျေးဇူးပြုနိုင်တဲ့အချိန်အထိ ရောက်အောင်ပေါ့တရားတရားကိုပဲအခြေမခံမဲနဲ့အဲသီလသမားတွေပညာတွေပြည့်စုံတဲ့အချိန်တစ်ခုစောင့်ပြီးတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကျမတို့အမျိုးသမီးတွေကိုသာသနာပေါင်းနဲ့ဝင်ခွင့်ပြုလို့ဝင်ခွင့်ပြုတယ်လို့ပြောရမှာဖြစ်တယ်ပေါ့နော်အာဖခင်ကဖခင်ရှင်ကိုရောမြတ်ကြီးကတကယ်တော့ဟို ဒီလူတွေပေါ်မှာပေါ့အမျိုးသမီးရဲ့အမျိုးသားရဲ့ဆိုပြီးခွဲခြားဆက်ဆံတာမျိုးခွဲခြားပြီးတော့ဟိုပြောတာမျိုးဒီတစ္ဆက်တော်တွေထဲမှာတရားတော်တွေထဲမှာတစ်ခါမှမမြင်ဘူးခဲ့ဘူးပေါ့နော်ဒါပေမဲ့တစ်ခုရှိတာဒီလွန်ခဲ့တဲ့နှစ်ပေါင်း2500အိန္ဒိယနိုင်ငံရဲ့ society ပေါ့နော်သူရဲ့ society ရဲ့ delay ထုံးစံဆိုတာလည်းရှိတယ်အဲ့တော့ဖခင်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဒီသီလသမားတွေပညာတွေနဲ့ပတ်သက်လို့ကန့်သက်ထားတာမရှိပေမဲ့ခုန society ရဲ့ delay ကိုတော့ ူကအနေငယ်ဟိုလေးစားပြီးတဲ့သဘောရှိတာပေါ့နော်အဲ့လိုသဘောတရားလေးတွေတော့တွေ့ရပါတယ်အဲ့ဒါကြောင့်မို့လဲအမျိုးသမီးတွေဘိက္ခုနီဝိခွင့်ကနောက်မှရတယ်လို့ယူဆလို့ရတာပေါ့နော်အကတစ်ဖက်ပေါ့တစ်ဖက်မှာကျတော့အမျိုးသမီးတွေရဲ့ attainment လို့ခေါ်တဲ့ထူးခြားတဲ့ဉာဏ်ပညာဒေလသမားတွေပညာတွေကိုလုံးဝကန့်သက်ထားတာမရှိပါဘူးအမျိုးသမီးတွေကတရားတော်ကိုနာပြီးတော့ အာသောတာပန်သကရာကံအနာကံယဟန္နာအရိယာပုဂ္ဂိုလ်တွေဖြစ်ခွင့်ရှိတယ်ဗောနော်ဒါဘိက္ခုနိသာသနာ ပေါ်မှမဟုတ်ဘူးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဲ ဒီသာသနာတော်စပြီးပွင့်ထွန်းပေါ်ပေါက်တဲ့အချိန်တည်းကတရားနာခွင့်ရပြီးတော့သောတာပန်ဖြစ်တဲ့အမျိုးသမီးတွေလည်းရှိခဲ့တယ်သက္ကရာကံဖြစ်တဲ့အမျိုးသမီးတွေလည်းရှိရဲအနာကံဖြစ်တဲ့အမျိုးသမီးတွေလည်းရှိအဲ့ဒီအမျိုးသမီးတွေအကုန်လုံးကတော့ဒီသာသနာပေါင်းနဲ့ဝင်ညာမဟုတ်ဘူးပေါ့နော်ထူခြားတဲ့အထင်ရှားတဲ့ဥပမာပေးပါဆိုလို့ရှိရင်ဒီဝိတာခါကြောင့်ဥမာဤတို့တို့ဆိုလို့ရှိရင်သောတာပန်ခုနှစ်ထဲကသောတာပန်ဖြစ်တယ်ဒါပေမဲ့လည်းသာသနာပေါင်းနဲ့ဝင်တာမဟုတ်ဘူး ဒီဝိသခါကြောင့်ဥမာကြီးဆိုရင်အိမ်ထောင်နဲ့သာသမီမြင့်မြတ်တွေအများကြီးနဲ့နေတာပေါ့နော်ဒါပေမဲ့သူ့ရဲ့ဉာဏ်ပညာထက်မြက်တဲ့တမာရီအားကောင်းတဲ့အဲ့ဒီဟာတွေကြောင့်ဒီ attainment ကအရင်မြင်မာတဲ့အတွက်ကြောင့်အစောကြီးသောတာပန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်ဖြစ်နေအောင်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့ တာသနာပေါင်းဝင်ခွင့်ပြုတာနဲ့အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းကန့်သက်တာနဲ့တော့မတူအဲ့တော့ကျမတို့ကဒီနှစ်ခုခွဲခြားမြင်ဖို့လဲလိုတယ်ပေါ့နော်ပြီးတော့အမျိုးသမီးတွေကအရေးချင်းရှိရင်ရှိသလောက်ပညာထက်မြက်ရင်ထက်မြက်သလောက်အယံကိုထက်မြက်တဲ့တော်တဲ့ ထေရီမာကြီးတွေလည်းပေါ်ထွက်ပေါ်ထွက်ခဲ့တာပဲဗောနော် ရှင်သာရိပုတ္တရာလိုပညာရာမှာအရန်တော်တဲ့ခေမာထေရီပေါ်ထွက်ခဲ့တယ်ရှင်မမောက်ကလန်လိုတကူအရန်ကြီးတဲ့ဥပလောနာထေရီဆိုပြီးတော့လည်းပေါ်ပေါက်ခဲ့တယ်ဒါထင်ရှားတဲ့ထေရီမာကြီးတွေဗောနော်ပြီးတော့ဒီရှင်မကျွန်မဇဂတိတိုင်နေတယ်လို့မျိုးဗောနော်ဒီတမျိုးသမီးတွေဟာ သာသနာ့ဘောင်ထဲကိုဝင်ခွင့်ရတဲ့အချိန်ကနေစာလို့အရန်ထူးချွန်ထမ်းမြတ်တဲ့တော်ရေဟန်းနာမကြီးရဲ့အပားပေါင်းများစွာပေါ်ထွန်းခဲ့တယ်။အခုဒီကျမဒီအခုချိန်အောင်စပြီးဟို summarize လုပ်ပေးမယ်တရားလေးတွေကကြတော့ထေရီဂါတာဆိုတဲ့ကျမ်းစာပေါ့နော်။အဲ့ဒီကျမ်းစာထဲမှာမှတ်တမ်းတင်ခဲ့တဲ့တဲ့ထေရီမာရဲ့အကြောင်းကိုထေရီမာရပြောခဲ့တဲ့ရင်တွင်းစကားတွေကိုထေရီမာတပါးချင်းစီအဲတူရာတူရာလေးတွေစုပြီးတော့ကျွန်မ summarize လုပ်ပေးမှာဖြစ်ပါတယ်ရှင် အဲအဲ့ဒီထေရီဂါရာဆိုတဲ့ကျမ်းစာထဲမှာထေရီမာကြီးပေါင်း83ပါးရဲ့ရင်တွင်းစကားတွေကိုပြောခဲ့တာဖြစ်ဒီမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။အဲတကယ်တော့အဲ့ဒီခေတ်ကာလမှာပေါ်ထွန်းခဲ့တာထေရီမာ83ပါးမကပါဘူး။ယဟန်နာမာကြီးတွေအများကြီးပါ။ဒါပေမဲ့အဲ့ဒီခေတ်ကာလက oral traditions ပေါ့နော်ဒီနှုတ်အာကုံဆောင်ပြီးတော့ဒီမှတ်တမ်းတင်ရတာပေါ့ အဲအဲ့လိုဖြစ်တဲ့အတွက်အကုန်လုံးကိုစံစာတစ်ခုတည်းမှာမတင်နိုင်ခဲ့တာပေါ့အခြားခြားသောစံစာတွေမှာလည်းဒီထေရီမတွေရဲ့ဘဝအကြောင်းနဲ့အဲဘာတွေပြောခဲ့တယ်ဆိုရဲဟာတွေမှတ်တမ်းတင်ထားတာတွေရှိပါတယ်ရှင်ဒါကတော့ကျွန်မဒီထေရီဂါထာဆိုရဲစံစာလေးတွေကဆရာတော်ဘုရားကြီးဟောခဲ့တဲ့အတိုင်းပေါ့နော်ဟောကျွန်မနာကြားတဲ့တရားအတိုင်းလေးကျွန်မပြန်လဲပြီးဝေမျှมาဖြစ်ပါတယ်ပေါ့နော်ထေရီဂါထာဆိုရဲစံစာတွေမှာဒီထေရီမကြီးတွေကဟော တို့ရဲ့ရင်တွင်းစကားတွေကိုလေးပါရပါတဲ့အဲဟိုဂါထာပုံလေးတွေနဲ့ပေါ့နော်တို့ရဲ့ရင်တွင်းစကားတွေကိုဖော်ပြခဲ့ကြတယ်ပေါ့လေးပါရပါတဲ့ကြပြာလေးတွေပေါ့နော်ဒါကျမတို့ဒီခေတ်ခေါ်ဆိုကြပြာလေးတွေနဲ့ရင်တွင်းစကားတွေကိုဖော်ထုတ်ခဲ့ကြတယ်အဲ့တော့ဒီဂါထာလေးပါရပါတဲ့ဂါထာတပုတ်ကနေပြီးတော့အပုတ်၄၀အထိအဲထေရီမာကြီးတွေက ဟိုရင်နှင်းစကားတွေကိုဖော်ထုတ်ခဲ့တာရှိတယ်။တချို့ထေရီမာကြီးတွေဆိုလို့ရှိရင်ဂါရာ၃ပုံနဲ့အဲဂါရာ၃ပုံနဲ့သူရဲ့ရင်နှင်းစကားကိုဖော်ပြတဲ့ထေရီမာကြီးတွေဆို၈ပါးဂါရာ၈ပုံနဲ့ဖော်ပြတဲ့ထေရီမာ၁ပါးဂါရာ၁၂ပုံနဲ့ဖော်ပြတဲ့ထေရီမာ၁ပါး ဂါရာအပုတ်20နဲ့ရင်တွင်းစကားကိုဖော်ကျူးခဲ့တဲ့ထေဒီမာ5ပါ။နောက်ဆုံးဂါရာအပုတ်40နဲ့ရင်တွင်းစကားကိုဖော်ကျူးခဲ့တဲ့ထေဒီမာကတပအစသဖြင့်ပေါ့နော်။ထေဒီမာကြီးပေါင်း83ပါရဲ့အကြောင်းကိုညွှန်ပြပေးမှာဖြစ်ပါတယ်ရှင်။အဲ့ဒီပြောခဲ့တဲ့ဇာတ်ရည်ကအရန်လဲတန်ဖိုးရှိတယ်။မြတ်စွာဘုရားရှင်ကိုရောမညကြီးရဲ့အစိုးအမအိုသူတို့ဓာတ်ရိုက်ခံယူရတယ်။သူတို့ယင်ထဲမှာဓာတ်ရိုက်ခံယူရတဲ့အတွက်ပေါ့နော်။သူတို့ယင်ထဲမှာဟိုဒီစပြီးတော့ ယဟန်ယဟန်မယဟန်ဝတ်ခွင့်ရတဲ့အချိန်ကနေဆရာပြီးတော့ယဟန်နာမကြီးဖြစ်တယ်ပြန်လုံတော်မူတဲ့အထိတွတ်တွတ်ပြောသွားကြတယ်အမျက်နိုးဆုံးစကားတွေပေါ့နော်အဲ့ဒီစကားတွေကိုကြားရမှာဖြစ်ပါတယ်ရှင်ဒီမှာအလဲဘာမောက်ခချုပ်ဆရာတော်ဖရာကြီးကဒီထေရီမကြီးတွေရဲ့ယဉ်တွင်စကားအယန်းကိုပဲအစင်တန်းမြင်ပါတယ်လို့အချိန်ချင်းဟောကြားခဲ့တယ်ပေါ့အာပြီးတော့ထေရီမတယောက်ဖြစ်ဖို့ဆိုလို့ရှင်ဒီ traditions ကလည်းဘယ်လိုရှိလဲဆိုတာလေးလဲဆရာတော်ဖရာကြီးကအဲတခြား တခြားတရားတော်မှာထည့်ပြထားရှိရေပေါ့เนาะကျမအဲ့ဒါလေးလည်းဖူးတူတရားအောင်ဒီနာဒီမှာတခါတည်းပဲပြောပ ်ပေးပါရစေ။ထေရီမားတယောက်ဖြစ်ဖို့ဆိုလို့ရှင်ပထမဆုံးတာမရီတာမနေရီဆိုတဲ့တဆင်ရှိတယ်။အဲ့ဒါပြီးတော့သိက္ခမန်ဆိုတဲ့တဆင်ရှိတယ်။အဲ့ဒါပြီးတော့မှဘိက္ခုနီဆိုတဲ့ဆင်ရှိရပေါ့နော်။အဲယဟန်နေမှာကျတော့တာမနေရရဲ့ဘိက္ခုရဲ့ပေါ့နော်။ဟောတာမနေဖြစ်တယ်ပြီးတော့ဘိက္ခုဖြစ်တယ်ပေါ့။ကျမတို့အမျိုးသမီးတွေကျတော့အဲ့လိုမဟုတ်ဘူး၃ဆင်ပေါ့နော်။အဲ့တာမနေရီအဆင်နဲ့အဲဒီစူးစမ်းအထောက်ရရတယ်ပြီးလို့ရှိရင်သိက္ခမန် သိက္ခာမန်ဆိုတဲ့အစင်းနဲ့စူးစမ်းအထောက်ရတယ်ပြီးတော့မှဘိက္ခုနီဝိခွင့်ရတယ်ပေါ့နော်နောက်ပိုင်းထေရီမာတွေရနောက်ပိုင်းဒီသာသနာရဲ့ traditions ပေါ့နော်အမျိုးသမီးရဲ့ traditions ပေါ့အဲ့တော့သိက္ခာဒီမှာတာမဏေတွေကတော့ယဟန်နေလိုပဲတာမဏေနဲ့တူတာဖြစ်တဲ့အတွက် tradition ထူးထူးတော့ဟိုပြောပြစရာမရှိပါဘူးပေါ့နော်အဲ့မှာလဲသူကနှစ်နှစ်လောက်တော့လေ့ကျင့်ရတယ်အ ਨੇ ဆုံးပေါ့နော်လေ့ကျင့်သင်ကြရတယ်ပြီးတော့သိက္ခာမန်ဘဝကိုရောက်တယ် ်တိခမာနာဆိုတာကြတော့တိခမန်ဆိုတဲ့စကားလာတယ်ပေါ့နော်မြမလို့ဆိုသင်ယူစေပေါ့အဲ့တော့တိခမာနာအာအဆင်ကိုရောက်လို့ရှိရင်ဒီမျိုးသမီးတွေကတိခါဘုတ်6ပါးကိုနှစ်နှစ်တိတိမပြတ်မကွက်လိုက်နာကျင်သုံးရပါတယ်အဲ့ဒီတိခါဘုတ်6ပါးအားလဲဆိုတော့ကျမတို့ ငါးပါးသီလပေါ့နော်ငါးပါးသီလမှာအဲတခုကာမေသူမေစာစာတာဆိုရဲနေရာမှာကြတော့အပြမစရိယာကိုကျင့်သုံးရပါတယ်ပြီးတော့ဝိကာလဘောဇနာပေါ့နော်အဲ့ဒီသိက္ခာပုတ်6ပါးကိုနှစ်နှစ်တိတိမပြတ်မကွက်ပေါ့တကယ်အောင်အောင်မြင်မြင်ကျင့်သုံးရတယ်အဲ့လိုကျင့်သုံးပြီးမှဒီတခြားဘိက္ခုနီတွေကဒီဟာကိုအတိမတ်ပြုတော့မှဘိက္ခုဘိက္ခုနီဝိခွင့်ရတယ်ပေါ့နော်ဒီဘိက္ခုနီဖြစ်ဖို့ဆိုလို့ရှိရင်လေဒီ ဘိက္ခုနီဖြစ်ဖို့ဆိုလို့ရှိရင်လည်းဒီတိခမာနာတွေကအများကြီးကြိုးစားရတယ်ပေါ့နော်ဘိက္ခုနီဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဘိက္ခုနီမျိုးဘိက္ခုနီမကြီးတွေကတိခမာနာ အစင်ကဒီမျိုးသမီးတွေကိုပေါ့နော်ဘိက္ခုနီဝတ်ခွင့်ပြုတယ်ပထမတစ်ဆင့်ဘိက္ခုနီဝတ်ခွင့်ပြုပြီးလို့ရှင်မပြီးသေးဘူးဘိက္ခုယဟန်နေစီမှာ confirmation လုပ်ပြီးတော့အော်ဒီယဟန်နေကအာခွင့်ပြုတယ်မှန်ပါတယ်ဆိုပြီးတော့ပြောတဲ့အခါကျတော့မှဘိက္ခုနီစစ်စစ်ဖြစ်ခွင့်ရတာပေါ့နော်အာဒါကကျမတို့ဒီဒီထေရဝါဒသာသနာမှာကျတော့ဒါမနီရီတိတ်ခမန်ဘိက္ခုနီ ်ယဟန်မှာဆိုရင်ဒါမနီဘိက္ခုဆိုပြီးတော့အဲ့ဒီနေစနေအတိုင်းကျင့်သုံးတယ်လို့ဆရာတော်ဘုရားကြီးကမျှဝေပေးခဲ့ပါတယ်ရှင်။ကျွန်မဒီနေ့တင်ပြခဲ့တဲ့အကြောင်းအရာလေးပေါ့နော်ဘိက္ခုနီသာသနာစတင်ပေါ်ပေါက်လာပုံလေးကိုနားထောင်ရတာအာသဘောကျနှစ်သက်လိမ့်မယ်လို့ယူဆပါတယ်ရှင်။အကယ်၍သဘောကျနှစ်သက်တယ်ဆိုလို့ရှင်နော်ကျွန်မရဲ့ဒီ blog လေးကို channel လေးကို like and subscribe လေးလုပ်ပေးပါအောင်နော်။တခြားတရားတော်တွေလည်းဒီအဆက်ဆက်နေလာမှမဟုတ်လို့နာကြခွင့်ရအောင်လို့ပါကျမဒီ blog ရိုက်ဖြစ်တဲ့ အဓိကရွယ်ချက်က introduction မှာလည်းပြောထားပါဗျ။အဲတရားကိုအချိန်အကြာကြီးပေးပြီးမနာနိုင်တဲ့လူတွေအတွက်အဓိကရည်ရွယ်ပါတယ်အချိန်တူတူအတွင်းမှာတရားတွေတည်းကမှတ်သားနိုင်ယူပွဲလေးတွေကိုဘ ഹു တူတာရအောင်သူလိုက်နာကျင်သုံးလို့လည်းရအောင်အတူယူလို့လည်းရအောင်ကျမတက်နိုင်တလောက်မျှဝေပေးတာဖြစ်ပါတယ်ရှင်အဲတရားတော်တွေကိုဟောကြားပေးတဲ့ဆရာတော်ဖျားကြီးတွေအကုန်လုံးကိုလည်းအဲဒီနာကြားခွင့်ရတဲ့ကျမတို့ကလေ ိုသေးကာရဝပြုပါတယ်ဆရာတော်ဖျားကြီးတွေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနေ့ကျွန်မ sharing လုပ်တဲ့တရားတော်ကိုနာကြတဲ့လူတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာချမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်တတ္တဝအနန္နာတို့ဒီလေသူတော်ကောင်းတရားနဲ့အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ကြပါစေလို့မြတ်တာပို့ပြီးတော့ဒီနေ့တရားတော်လေးကိုညီကောင်းချုပ်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်